PDF အမေရိကန်အကြံဘက်သမားများနဲ့ပူပေါင်းအဖွဲ့များဟာတိုင်းပြည်တည်ငြိမ်အေးချမ်းမှုပြတ်ပြားစေရန်နဲ့ဒေတာရင်းကုန်စည်စီစဉ်မှုများပြတ်ပြားစေရန်ရည်ရွယ်ပေးအများပြည်သူသွာလာအသုံးပြုလျက်ရှိတဲ့လန်ဒတာများအားမိုင်းတောင်ဖောက်ခွဲဖျက်ဆီးခြင်းများကိုရုံမှရိုင်းဆိုင်စွာဥပဒေမဲ့ကျူးလွန်လျက်ရှိကြရာအောက်တိုဘာလ29ရက်နေ့မှာရွှေဘိုကြောင်မြောင်စင်ကူမန္တလေးတို့ကားလမ်းပေါ်ရှိ AR မြေကူတရာတစင်ဖြစ်တဲ့ AR တရာရန္နာတင်ခါအားရုံမှရိုင်းဆိုင်စွာမိုင်းတောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။အ ဆိုပါတရားဟာမန္တလေးတိုင်းဒေသကြီးသပိန်ချင်းခရိုင်စင်ကူးမျိုးနဲ့စကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်ကြောင်မြောင်းမျိုးကိုဆက်သွယ်ထားပြီးပြည်သူလူထုရဲ့လမ်းမှဆက်သွယ်ရေးနဲ့ကုန်စည်စည်းစင်းမှုတို့အတွက်အဓိကအရေးပါတဲ့တရားဒဇင်းဖြစ်ပြီးအဆိုပါတရားအားအော်တိုဘာလ29ရက်နေ့မနက်6:30မိနစ်အချိန်ကမှ PDF အမိခံအကြံဘက်သမားများနဲ့ပူပေါင်းအဖွဲ့များကမိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ပါတယ်။မိုင်းပေါက်ကွဲမှုကြောင့်တရားရဲ့ရေလေတိုင်းများဖြစ်တဲ့တိုင်အမှတ် RP4 နဲ့ RP5 တို့အကြားမှာ၎င်း RBC A2 ချင်းကပ်လန်နေရာတို့မှ၎င်းကျိုးကြပျက်စီးခဲ့ကောင်ယခုခါမော်တော်ယာဉ်များနဲ့ခီးသွားပြည်သူများဖြတ်တန်းသွားလာနိုင်ခြင်းမရှိတော့ဘဲကုန်စည်စည်းစင်းမှုများရပ်တန့်နေရှိကြောင်းသိရပါတယ်။ ARR တရားယရနာသိန်းခါဟာတရားအရှိပေ2480တန်ကူကွန်ကရစ်တရားတရားအကျယ်25ပေ လူသွားလန်းဘေညာ၃ပေရှိပြီးတရားဆောက်လို့ရေးအထူးအဖွဲ14မှ2020ခုနှစ်အေပီလ16ရက်နေ့မှာ စီမံကိန်းစတင်က2023ခုနှစ်ဇူလိုင်လ24ရက်နေ့မှာဆောက်လုပ်ပြီးစီးပြီးဖွင့်လှစ်ခဲ့ကြောင်းသိရပါတယ်။ ယခုအခါ PDF အမေရိကန်အကြမ်းဖက်သမားများနဲ့ပူးပေါင်းအဖွဲ့များကဒေတာရင်းကောင်းစားရေးလို့တုံ့လုံပြီးအမေရိကန်မှာပြည်သူလူထုရဲ့လူမှုစီးပွားဘဝများလူခွင့်ရေးများများစွာဆုံးရှုံးအောင်လှုပ်ဆောင်နေကြတဲ့အပေါ်ဒေတာကန်ပြည်သူများကတရှိနားလည်သဘောပေါက်လာကြပြီဖြစ်ပြီးယခုလိုစီရင်တဲ့တက်ဆိုင်ခြင်းမရှိတဲ့အရာဝတီတရားယတနာတင်ခအားမိုင်းထောက်ဖောက်ခွဲဖျက်ဆီးခဲ့မှုအပေါ်ညွန်ရှာမုံဒီစွာကန့်ကွက်ရှုံချလျက်ရှိကြောင်းနဲ့တက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်းအဆိုပါတရားအားပြန်လည်ပြင်ဆင်ခြင်းလုံ ်းများကိုအမြန်ဆုံးဆောင်ရွက်ပေးတော့မှာဖြစ်ကြောင်းသိရှိရပါတယ်ရှင်။